အားလုံးမင်္ဂလာပါဖို့ဖရန်စီယံပြန်ချိုးတော့ပါတယ်ချန်ပီယံလိပွဲစဉ်လေးမှာဆိုရင်ချယ်ဆီကအဝေးကွင်းမှာသူတို့ကကွာတာပက်ရှနဲ့ဒေတာရရှိခဲ့တယ်ဒီနေ့တစ်ဖက်နဲ့ကိုးစီဒေချာရှိခဲ့တယ်ချယ်ဆီကိုကြည့်မယ်ဆိုရင်ဒီပွဲကြီးကတကယ်ကိုညှောဆရာကောင်းတဲ့ပွဲလို့ပြောလို့ရတယ်ဒီနေရာမှာချယ်ဆီကိုကြည့်မယ်ဆိုရင်ဒီပွဲက၃မှတ်အပြည့်ရယူတင်ခဲ့တဲ့ပွဲစဉ်ဖြစ်တဲ့ဒီနေရာမှာဆိုရင်၃မှတ်ပြည့်ရယူနိုင်ခဲ့ဖို့တမတ်တာရရှိခဲ့တဲ့ တမက်ဆွေတကယ်ကိုမျောစရာကောင်းတဲ့ပွဲလို့ပြောလို့ရတဲ့ဒီပမဆွေဘိုင်းစကောက်ကြည့်မဲ့ဆိုရင်သူ့ရဲ့နီးပြူဟာတွေကလူထုတ်ပုံတွေကတကယ်ရောမှတာဝန်ရှိတယ်လို့ပြောတဲ့နဲ့တကယ်နဲ့ပမဆွေကျွန်တော်တို့ဒီ Chelsea ကိုကြည့်မဲ့ဆိုရင်အပြောင်းအလဲချို့ပြုလုပ်ခဲ့တယ်နောက်တန်းကိုကြည့်မဲ့ဆိုရင် Fulham နေရာမှာဆိုရင်ကိုကူဝဲလာဝီချင်းပါတယ်ဒါကိုကြည့်မဲ့ဆိုရင်ပမဆွေပုံမှန်တိုင်းပဲစနဘက်နေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီ Harto နဲ့ Tosin Da ပါယောအသုံးပြုခဲ့တယ် ပြီးတော့ကျွန်တော်ဒီကွင်းလက်မှာဆိုရင်တစ်ဖက်ကကျွန်တော်လက်ဘီယာအန်ဒရီဆန်တိုဂျာဘက်တို ဝင်ဂါတွေကိုကြည့်မယ်ဆိုရင်ခစ်တန်နဲ့ကျွန်တော်ဒီ SD ပေါ့တိုက်စစ်ကိုကြည့်မယ်ဆိုရင်တစ်ဖက်ကကျွန်တော်ဒီဂျော့ချ်ပါဝင်ခဲ့တာတွေ့ရတယ်ဒီနေ့ကမတ်စကာကိုကြည့်မယ်ဆိုရင်သူ့ရဲ့ထုတ်ပုံတွေကိုကြည့်မယ်ဆိုရင်တကယ်ကောင်မဘေကွန်ထုတ်စရာအဖြစ်တယ်ချယ်ဆီကိုကြည့်မယ်ဆိုရင်ချန်ပီယံလိမှာဆိုရင်သူတို့ကပြောမယ်ဆိုရင်အဲ့လိုမျိုးထုတ်သုံးရအောင်ကဇေယျထိတ်မှအောင်မယ်ဆိုရင်ရောက်နေတာမဟုတ်ဘူးဒီနေ့မှာသူတို့ကိုကြည့်မယ်ဆိုအမှတ်လုံးတဲ့အသင်းဖြစ်တယ် ဒါအပြင်ကကွာတာဘက်ကိုကြည့်မယ်ဆိုရင်ချန်ပီယံလိမှာဆိုရင်ပေါ်ဇူဂန်တို့ပြတ်ထိုင်တဲ့အသင်းဖြစ်တယ်။ဒီနေရာမှာအဲ့လိုမျိုးအသင်းရဲ့အင်ကွဲမှာဆိုရင်အမဲဆိုတို့ဘုံကိုကြည့်မယ်ဆိုရင်တကယ်တော့မှအပြောစရာဖြစ်အောင်ထုတ်ခဲ့တယ်ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ထုတ်ခဲ့တဲ့လူတွေကိုကြည့်မယ်ဆိုရင်လုံးဝကျွန်တော်ဒီအစဉ်ပြေခဲ့ခြင်းမရှိဘူးဒီဘက်မှာဆိုရင်တိုက်စစ်မှာဆိုရင်တစ်ဖက်ကကျွန်တော်ဒီ George ကိုအုံပြုခဲ့တဲ့ဒီနေရာမှာဆိုရင် Chelsea ရဲ့ကျွန်တော်ဒီအရန်ကုန်းမှာဆိုရင်တိုက်စစ်မှုရဖြစ်တဲ့ကျွန်တော် Delay ရောရှိတယ် Maguire Maguire ရောရှိတယ် ဒီနေရာမှာဆိုရင်ဒီလက်မတုံးချင်ဘူးဆိုရင်မကူတုံးလို့ရပဲဒီနေရာမှာဆိုရင်နှစ်အောင်လုံးကမတုံးခဲ့ဘူး George ကိုအတုံးပြုခဲ့တယ် George ကိုကြည့်မဲ့ဆိုရင်ရှေ့ပွဲစနေမှာဆိုလည်းကောင်းလားဆိုတော့ကောင်းမနေဘူးဒီနေရာမှာဆိုရင်ဓာကြီးကိုဆက်ပြီးတော့တုံးတယ်ဒီနေရာမှာ George ကိုကြည့်မဲ့ဆိုရင်လုံးဝအမဲဆိုရင်အစင်အပြေခဲ့ဘူး55မိနစ်အမဲဆိုရင်သူကကွေးထဲမှာရှိတယ်ဒီနေရာမှာဆိုရင်သူ့စီက impact ဘာမှမမြင်တွေ့ခဲ့ရဘူးဒါအပြင်ကျွန်တော်ဒီဘက်တာမနီယာမှာဆိုရင်ကေတန်ကိုကြည့်မယ်ဆိုရင်ဒီဘက်မှာဆိုရင်သူကဘာမှကျွန်တော်ဒီခြေစွမ်းမပြတတ်နိုင်ခဲ့ဘူး ဂျေတန်ကိုကြည့်မဲ့ဆိုရင်အမဲဆိုရင်သူကအာခြေစွန်းပုံမှန်မရှိဘူးညံမှာဆိုရင်ကောင်းတဲ့ခါမှာကောင်းတယ်ညံတဲ့ခါမှာညံ့တယ်ဒီဘက်မှာဆိုရင်ဂျေတန်ကိုကြည့်မဲ့ဆိုရင်သူကလုံးဝကျွန်တော်ဒီအစင်ပြေခဲ့ခြင်းမရှိဘူးထပ်ပြီးပြောစရာရှိတဲ့ကစန်တာဘက်နေရာမှာဆိုရင်ပြောစရာရှိတယ်ဒီနေရာမှာစန်တာဘက်နေရာကိုကြည့်မဲ့ဆိုရင်ဒီဘက်မှာဆိုရင်ဖက်ကကျွန်တော်ဒီမာစကာကဟာတိုနဲ့တိုးစင်ထားပါကိုတွေ့ပြီးတော့အသုံးပြုခဲ့တာတွေ့ရတယ်တိုးစင်တာဘာကိုကြည့်မဲ့ဆိုရင်ကျွန်တော်ဒီ Chelsea မှာဆိုတကယ်ကိုအားနည်းဆုံးစန်တာဘက်ဖြစ်တယ်ဒါအပြင်ကျွန်တော်တို့ဒီ Harto ကြည့်မဲ့ဆိုရင်သူက ချက်စီးမှာဆိုရင်လုံးဝအသားမကျသေးတဲ့လူဖြစ်တယ်ဒီနေရာမှာဆိုရင်တိုးမြက်ကိုအမဲဆိုရင် တွဲပြီးတော့အသုံးပြုခဲ့တယ်ဒီဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒီချက်စီးရဲ့အရန်ကုန်းမှာဆိုရင်ပြမဲဆိုစန်နာဘက်စစ်တွေရှိတယ်၃ယောက်ထိပါတယ်ဒီနေရာမှာဆိုရင်ဖိုဖာနာပြီးတော့ချာလိုပါအဲအချင်းပေါင်း၃ယောက်ရှိတယ်ပြမဲဆိုရင်၃လို့ရပဲဒီနေရာမှာဆိုရင်ဘတ်စကောက်ကြည့်မဲ့ဆိုရင်ပစနာဘက်တွေအမဲဆိုရင်မတုံးခဲ့ဘူးဒီနေရာမှာဆိုရင်တိုးစင်ထားပါအောင်လည်းကျွန်တော်တို့ဒီဟာတိုကိုအသုံးပြုခဲ့တယ် ဒီနေရာမှာတိုးညက်ကိုကြည့်မယ်ဆိုရင်ဒီဘက်မှာဆိုရင်တကယ်ကုန်မှရုံးကန်ခဲ့ရတဲ့ဒီနေရာမှာဟာတိုကြည့်မယ်ဆိုရင်ပီရဲနာကိုကြည့်မယ်ဆိုရင်သူ့စီကိုင်းဖျားခံတယ်လို့ပြောလို့ရတယ်ဒီနေရာမှာတိုးစင်တာပါကိုကြည့်မယ်ဆိုတဲ့အမဆိုတာကြီးအကောင့်နေတာမျိုးတော့မတွေ့ရအောင်ဒီနေရာမှာတိုးစင်ကိုကြည့်မယ်ဆိုရင်တာကြီးလေးတယ်ဟာတိုကြည့်မယ်ဆိုရင်အမဆိုရင်သူကတိုင်ပတ်ပါရဆိုပါဒီဘက်ကကျွန်တော်တိုးစင်ရအမဆိုကလပ်တွေပါဖြစ်ပြီးတော့ကစားရတယ်စင်တာဘက်ကိုကြည့်မယ်ဆိုရင်လုံးဝကျွန်တော်ဒီအစင်ပြေခဲ့ဖို့ဒီနေရာမှာဆိုရင်သူတို့မှဆိုရင်တကယ်စင်တာဘက်တွေရှိရပါပဲ မတ်စကောက်ကြည့်မယ်ဆိုရင်တုံးလို့ရတယ်မတုံးကြဘူးမဲ့ဆိုရင်ကျွန်တော်ပြန်ပြန်အသိကိုအထင်သေးရလားကိုယ့်ရဲ့ကစားပုံမှာအာ confidence ရလားမသိဘူးဒီနေရာမှာသူ့ရဲ့ကျွန်တော်တို့ဒီဒူစားထုတ်ပုံတွေကိုကြည့်မယ်ဆိုရင်လုံးဝကျွန်တော်တို့ဒီအစီအမံပြေခဲ့ဘူးဒီနေရာမှာ Chelsea ကိုကြည့်မယ်ဆိုရင်သူတို့ကဥဆောင်ကိုစပြီးတော့ရရှိခဲ့တယ်16မိနစ်မှာဆိုရင်တစ်ဖက်ကကျွန်တော်ဒီဟိုဟာကိုကြည့်မယ်ဆိုရင်အာ SD ဘောင်ကိုကြည့်မယ်ဆိုရင်သူကဥဆောင်ကိုစပြီးတော့တွင်းယူခဲ့တယ်။ဒါပေမဲ့ရမစသူတို့ကိုကြည့်မယ်ဆိုအဲဥဆောင်ကိုမထိန်းနိုင်ခဲ့ဘူး။29မိနစ်မှာဆိုရင်ကျွန်တော်ဒီချစ်ပါကိုပြန်ပြီးတော့ပေးလိုက်ရတယ်။ အဲကိုကြည့်မယ်ဆိုရင်ဟာတိုကြည့်မယ်ဆိုရင်တကယ်ကိုအာပြောရမယ်ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်ဒီဘဲကောင်လည်းမသိဘူးအာတိုင်မြောင်ကန်တဲ့ကောင်ကိုကြည့်မယ်ဆိုရင်သူ့နောက်ကပြောဆိုပြည့်တက်ပြီးတော့ဘောလုံးလှူသွားတယ်ဒီနေရာမှာဆိုရင်ဘောလုံးပြတ်တယ်လှမ်းကန်တဲ့တိုင်မြဲတယ်ပြန်ထွက်လာတယ်တစ်ဖက်ကကျွန်တော်ဒီ entry entry date ဘာမှမသိဘူးမင်းခေါ်ရအဲ့တမျိုးရှိအကောင်အဲ့ကောင်ကိုကြည့်မယ်ဆိုရင်အမဲဆိုရင်သူကတစ်ဖက်လိုက်ပြီးတော့ပေးသွင်းခဲ့တယ်ဒီနေရာမှာဆိုရင် Chelsea ကိုကြည့်မယ်ဆိုရင်အဲကိုနဲ့သူကချစ်ပါကိုပြန်ပြီးတော့ပေးလိုက်ရတယ် 39နှစ်မှာဆိုရင်ဟာတိုးကြည့်မဲ့ဆိုရင်သူကလက်ထီတယ်ဒီနေ့ပင်လီအောင်မဲ့ဆိုရင်ခွင့်ပြုပေးရတယ်ဒီနေ့မှာချက် CEO ပထမမှာဆိုရင်သူက2-1နဲ့အရင်နိုင်ခဲ့တယ်ဒုတိယမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီဘတ်စကောက်ကြည့်မဲ့ဆိုရင်သူကလူစားလဲမှုတွေပြုလုပ်ခဲ့တယ်ဒီနေ့မှာဆိုရင်ဒီအာဒီလက်ထက်တယ်ပြီးတော့ကျွန်တော်တို့ဒီကွင်းထဲမှာဆိုရင်အန်ဒရီးဆန်တိုကိုထုတ်တယ်ဒီဘောမှာဆိုရင်ဆန်တိုကိုကြည့်မဲ့ဆိုရင်သူကတကိုးဖန်တီးပေးခဲ့တာဆိုတော့မှန်တယ်ဒါပေမဲ့သူရဲ့ကျွန်တော်ဒီခြေစမ်းကိုကြည့်မဲ့ဆိုရင်လုံးဝရမဲ့ဆိုရင်အစီအရင်ပြေခဲ့ဘူးဒီနေ့မှာဆန်တိုကိုကြည့်မဲ့ဆိုလဲရမဲ့ဆိုရင်ကွင်းထဲမှာဆိုရင်သူက အဲလုံးဝကျွန်တော်ဒီအစင်ပြေဖို့ဒီနေရာမှာဆိုရင်အန်ဆိုဝင်တယ်ပြီးတော့ကျွန်တော်ဒီလက်ဝင်တယ်ကနာချိုဝင်တယ်အဲနောက်မှာချက်စီရဲ့ကစားပုံကိုကြည့်မယ်ဆိုရင်ပို့ပြီးတော့ကောင်းတော်တာတွေ့ရတယ်ဒီနေရာမှာ53နဲ့မှာဆိုရင်တစ်ဖက်ကကျွန်တော်ကနာချိုကြည့်မယ်ဆိုရင်သူကချစ်ပါကိုတကိုးပြန်ပြီးတော့တွင်းခဲ့တာတွေ့ရတယ်တကယ်လို့ကျွန်တော်ဒီဘွဲ့မှာကျွန်တော်ဒီဒုတိယပိုင်းကသူဇင်းကိုပထမပိုင်းကသုံးမယ်ဆိုရင်ချက်စီရဲ့ကျွန်တော်ဒီရက်လက်ပိုင်းကိုကြည့်မယ်ဆိုရင်ပို့ပြီးကောင်းပါကအမှန်ပဲဒီနေရာမှာဆိုရင်မတ်စကာကိုကြည့်မယ်ဆိုရင်သူကအဲ့လိုမျိုးမလောက်ခဲ့ဘူးအဲ့မဲ့ဆိုလူဇင်းကိုကြည့်မယ်ဆိုရင်သူက အဲအတိတ်ဆန်းဥမဲ့ဆိုရင်ထွင်ခဲ့တဲ့ဒီနေရာမှာဆိုရင်သူ့ရဲ့အတိတ်ဆန်းကဥမဲ့ဆိုရင်တင်းရဲ့ရလပိုင်းကိုထိခိုက်စေခဲ့တယ်။ဒီနေရာဒုတိယပြီးကနေမှာဆိုကနာချိုကြည့်မယ်ဆိုရင်တကယ်ကျွန်တော်တို့ဒီအပိုင်းခွင့်ချင်းတွင်းခဲ့တာရှိရတယ်ဒါပေမဲ့တစ်ဖက်ကကျွန်တော်ကိုစမောက်ကြည့်မယ်ဆိုရင်ပောက်ခွဲတိုင်းခဲ့တယ်။ဒီဘက်မှာဆိုရင်တစ်ဖက်ကကျွန်တော်ဒီကွာဘက်ကိုကြည့်မယ်ဆိုရင်ချီချူရမယ်။ဒီနေရာမှာသူတို့တင်းရဲ့ကစားပုံကိုကြည့်မယ်ဆိုရင်တကယ်တော့မှအဲကောင်းမွန်ခဲ့တယ်။ quarter back ကိုကြည့်မယ်ဆိုရင်သူတို့တင်းရဲ့နောက်တဲ့ကစားပုံကိုကြည့်မယ်ဆိုရင်ကောင်းတယ်။ဒါပြင်တက်ဆက်ပိုင်းကိုကြည့်မယ်ဆိုရင်အခွင့်အချို့အဲဖန်တီးတိုင်းခဲ့တာတွေ့ရတယ်။ ဒီနေရာမှာကွာဘက်ကိုကြည့်ဆိုရင်အဝေးမှာဆိုရင်သူကချယ်ဆီစီကတည်းကတမက်ခွဲယူနိုင်ခဲ့တယ်ဒီနေရာမှာချယ်ဆီကိုကြည့်မှာဆိုရင်အဝေးကွင်းမှာဆိုရင်သူကတမက်တာဂျင်းနေခဲ့ရတယ်ဒါအပြင်တစ်ဖက်ကကျွန်တော်တို့ဒီကွင်းလက်ဘန်ကလဘီယာကိုကြည့်မယ်ဆိုရင်ဒရာထက်ပြီးတော့ရရှိသွားပြန်တဲ့ဒီနေရာမှာလဘီယာကိုကြည့်မယ်ဆိုရင်သူကပြောမယ်ဆိုရင်အနေလေးကန်လိုက်နားလိုက်နားလေးကန်လိုက်နားလိုက်အဲ့လိုမျိုးဖြစ်နေတယ်ဒီနေရာမှာဆိုရင်ဒရာထက်ပြီးတော့ရရှိသွားပြန်ပြီဒီနေရာမှာချယ်ဆီကိုကြည့်မယ်ဆိုရင်ဟိုကွင်းမှာဆိုရင်သူတို့ကနိုင်ပွဲထက်ပြီးတော့ပျောက်ဆုံးခဲ့တယ် ဒီပွဲကျွန်တော်တို့ဒီအာအဓိကတောင်ရှိတော်တောင်ရှိသူပြောရမယ်ဆိုရင်ဖက်ကကျွန်တော်တို့ဒီမာစကာကိုအဓိကပြောရမယ်မဆိုရင်သူ့ရဲ့ဖုတ်ပေါ်နေကိုကြည့်မယ်ဆိုရင်အသင်းရတဲ့ပုံမှာအာထိခိုက်စေခဲ့တယ်ဒီနေရာမှာချဲစီကိုကြည့်မယ်ဆိုရင်ချန်ပီယံလိမှာဆိုရင်ထပ်ပြီးရမယ်ပေါ်စနစ်မှာဆိုရင်အမှဆွန်ရှင်လို့မရတော့ဘူးဆိုတော့ကျွန်တော်တို့အားလုံးမတလောက်ပဲကျွန်တော်တို့ဒီကောင်းတော်လေးလေးပါစေရှင်နေဖြစ်တော့